ရီးမီးယားလိပွဲစဉ်30နဲ့အာဆင်နယ်နဲ့ဘရန်ဖို့စ်ဒီပွဲစဉ်အကြောင်းမပြောခင်မှာကျေးဇူးတင်စရာစကားလေးတစ်ခုအရင်ပြောချင်ပါတယ်အဲ့ဒါကတော့ဘရန်ဖို့အသင်းကဒါမြန်မာနိုင်ငံငလျင်ဘေးသင့်ပြည်သူတွေနဲ့ပတ်သက်ပြီးတော့ ားပီစကားအရင်ဆုံးပြောခဲ့တဲ့ပရီးမီးယားလိကလပ်အသင်းတွေတခုပေါ့လေအဲ့နောက်ပိုင်းမှာတော့အခြားပရီးမီးယားလိအသင်းတွေအသင်းကြီးတွေနောက်ပြီးဥရောပအခြားအသင်းတွေဝိုင်းပြီးဆူတောင်းပေးကြတယ်အာဆင်နယ်ဆို၃ရက်လောက်နောက်ကြပြီးမှဆူတောင်းပေးရပြောလို့ရတယ်ဘာပြောနောက်ကြတာကမလုပ်ပေးရတဲ့ဆိုင်တော်စီရပြောလို့ရတယ်ပေါ့လေဒါကြီးမဲ့ထူးထူးခြားခြားပဲကျွန်တော်တို့ねအခုရေဆိုင်တွေ့မဲ့ Brandford ကတော့မြန်မာနိုင်ငံအတွက်ပထမဆုံး speed out ဆူတောင်းပေးခဲ့တဲ့အသင်းလို့ပြောလို့ရတယ်ဒါမှမဟုတ်ဟိုးတုံးတဲ့ဟိုက Brandford ကမြန်မာနိုင်ငံနဲ့ပတ်သက်ရင်အမြဲတမ်း သတိတရားလုတ်ပြီးခဲ့တာအများကြီးရှိပါတယ်အဲ့တော့ကျွန်တော်တို့ကဒါချစ်စနူးနဲ့ပြားလီဘာညာနဲ့မကြခဏပြောပြခဲ့တာပေါ့လေအခုဆိုလို့ရှိရင်တော့ပရီးမီးယားလိဂ်ပွဲစဉ်32ဖြစ်ဒါဘရန်ဖို့ကိုအင်ကွင်းအမရိမာအက်ခံပြီးကစားပါပါကွင်းလယ်တိုင်းဖြစ်ကတော့ဆိုင်မွန်ဟူပါခရစ်စတယ်ပဲလီကိုဒါတကူ9ကိုးနဲ့ကျွန်တော်နိုင်ခဲ့တဲ့ပွဲစဉ်ရဲ့ခါရာဘောင်း နူကာဆယ်အသင်းနဲ့တွေ့ဆုံတဲ့ပွဲစဉ်မှာတော့သူကကင်တွယ်ခဲ့ဘူးတယ်အဲ့တော့တပွဲနိုင်တပွဲရှုံးနေထားပါဗျာကျွန်တော်တို့သူ့လက်အောက်မှာဆိုရင်ပြီးတော့အာဒါနီနဲ့တောမက်ဖရန့်နဲ့နောက်ဆုံးတွေ့ဆုံမှု၅ကြိမ်ကိုလည်းဖော်ပြပေးခြင်းပါတယ်တောမက်ဖရန့်ကတော့အားလုံးနဲ့မစိမ်ဘူးဘရန်ဖို့အသင်းမှာ2018ထဲကကနီးပြခဲ့တဲ့တတ်တော်ရှိနီးပြတူးလို့ပြောလို့ရတယ်အာဆင်နယ်နဲ့ဘရန်ဖို့နောက်ဆုံးတွေ့ဆုံမှု၅ကြိမ်မှာဆိုရင်ဒါပရီးမီးယားလိ၄ကြိမ် ခါရပေါင်းတစ်ချိန်တွေ့ဆုံထားတယ်အဲ့ဒီ၅ချိန်မှာဆိုရင်အာဆင်နယ်သည်၄ချိန်နိုင်ထားတယ်တရေတစ်ချိန်ပဲကျထားတယ်မှန်မှန်ရအဲ့တေကျတဲ့တစ်ချိန်ကဘူယာလိုင်းဆိုးဖို့မေးသွားခဲ့တဲ့အိုင်ဗန်တိုနီရဲ့ခေါင်းတိုက်ဂိုးများလာလို့ကျွန်တော်အဲ့လိုတော့နည်းနည်းပြန်ပြီးတိုက်တော့မှတ်မှတ်ပြီးတော့ဗျာအဲ့လိုတော့ထင်တယ်အဲ့တော့ကျွန်တော်တို့နောက်ဆုံးတွေ့ဆုံမှု၅ချိန်ကြောင်းပြောမယ်ဆိုရင်တော့ဒါ2020 23လုံးရာသီမှာတော့က11တေကျခဲ့တယ်2023 2024လုံးရာသီမှာတော့အာဆင်နယ်သည်တလုံးနဲ့တော့ဂိုးနဲ့ခါရာဘောမှာ ဘရန်ဖို့ကိုကျော်ဖြတ်ပြီးနောက်ဆင့်တက်သွားခဲ့တယ်။ကြံခဲ့တဲ့နှစ်ပထမအကြော့မှာဆိုရင်အာဆင်နယ်ဒီဘရန်ဖို့ကွင်းမှာ0-1နဲ့9နဲ့ကိုယ့်အိမ်ကွင်းမှာ2-1နဲ့9နဲ့ဒီရာသီပထမအကြော့တွေ့ဆုံမှာတော့တကူ3ကိုနဲ့အဝေးကွင်းမှာနိုင်ခဲ့တယ်။အခုအိမ်ကွင်းမှာအခက်ကစားရမယ်။ဒီပွဲစဉ်ကတော့ပြောမှန်တာပြောတာနောက်ပွဲမှာချန်ပီယံလိရှိရဖြစ်တဲ့အတွက်ဒီပွဲစဉ်မှာကြိုက်တဲ့လူနဲ့ဝင်ကန်ကြိုက်တဲ့ရလက်ထွက် ိတ်ပြီးဖီးမလာဘူးဆိုတဲ့ပုံစံမျိုးအာဆင်နယ်ဖန်တွေတော်တော်များတွေးလိုက်မယ်။အဲဒါကလည်းရှာရှာပပပါပဲ။ပရီးမီးယားလိပွဲစဉ်တပွဲကံပီဟစ်ဆိုရင်ကျွန်တော်တို့ကအတကုံနိုင်ရင်ရတယ်။ဒါပေမဲ့အခုနောက်ပိုင်းချန်ပီယံလိကိုအားလုံးကတော်တော်များစိတ်ရောက်နေတယ်။ပရီးမီးယားလိမှာတော့ချန်ပီယံလိကိုဝင်ရတဲ့ရမလောက်ရရင်တော်ပြီဆိုတဲ့အနေအထားမျိုးတွေတွေ့လာတယ်။ဒါလည်းတကယ်မှန်ပါတယ်။တကယ် reality တကယ်အကောင်းဆုံးကစားသမားတွေကျွန်တော်ချန်ပီယံလိမှာပဲထုံမှာဖြစ်တော့မှာ။ဘာလို့ဆိုတော့ quarter final ဒုတိယကြော့တပွဲရယ် CE final နှစ်ပွဲရယ် Bollywood တပွဲအဲ့ဒါကံမီတာနဲ့ဖလားကိုလက်ပေါ်ရောက်မှာအဲ့တော့အကောင်းဆုံးသောကစားသမားတွေကျွန်တော်တို့ တင်ထားပြီးတော့အဲ့ပိန်ဝင်မှာပဲရေကိုရေကန်ဝင်ပြန်ရဖို့ပဲမျောလင်ထားရပေါ့လေအိုက်တာလည်းသိပါတယ်ကြံခဲ့တဲ့နောက်ဆုံးပရီးမီးယားလိပွဲစဉ်အဗာဒါတင်တဲ့ပွဲစဉ်မှာဆိုရင်ကစားသမိုက်ဒရော်များ half time ချိန်ရခဲ့အဲ့ဒါဒီ real madrid နဲ့တွေ့ဆုံတဲ့ champion league ပွဲစဉ်မှာပောက်ကွဲဖို့အတွက်အကောင်းဆုံးသော stamina အနာပိကွင့်ရခဲ့တဲ့အနေထားအဲ့တော့ဒီ brandford နဲ့ပွဲစဉ်မှာဘယ်သူတွေတကယ်ဝတ်ထည့်သုံးပါမလား half time လောက်ပဲသုံးပါမလားဆိုတော့ကျွန်တော်စောင့်ကြည့်ရမယ်အဲ့တော့ ဘောလုံးပွဲလောင်းတဲ့ညီကိုညီနဲ့ဆိုလို့ရှိရင်တော့ကြေးကိုတစ်ချက်ကြည့်ပြီးတော့ကစားသမားအနာပေးနိုင်ကြီးလေရှိရဖြစ်တဲ့အတွက်ဒီထားပြီးကစားဖို့အကြံပြုပါတယ်ရွှေဘောလုံးမှာလာပြီးကစားကြပါခင်ဗျာကဲအဲ့လို့ဆိုရီမန်းချက်အကြောင်းလေးပြောလိုက်အောင်အာဆင်နယ်ကတော့ယာတီအစားတော့ဖလားယူမယ်ဆိုတဲ့ရီမန်းချက်နေပဲတကယ့်ကိုမှ ကျန်ခဲ့တဲ့နှစ်နှစ်ကလည်းတိုက်တဲ့ challenge ဖြစ်ခဲ့တာဟုတ်ဒီရာဒီမှာလည်းကျွန်တော်ဖလားရောင်းကိုယူမယ်ဆိုရပုံသမီးနဲ့စူးစမ်းခဲ့တယ်။ဒါပေမဲ့အရှိရလက်ပါဘူးလေအရန်ကြီးတော့နိုင်ပွဲကြီးဆက်ခဲ့တာမဟုတ်ပြီမဲ့လေကိုတင်းရဲ့တော့ကလည်းထော်ချိုးထော်ချိုးလိုက်တာကြောင့်အမှတ်ကတဖြည်းဖြည်းနဲ့ပြတ်သွားခဲ့တယ်။အဲ့ဒီအနေထားမှာလက်ပါဘူးနဲ့အာဆင်နယ်ကြားထဲမှာဆိုစုစုပေါင်း7မှတ်ထိလက်ရှိချိန်ပြတ်သွားပြီးကန်ဘူးက9ပွဲကျန်တယ်အဲ့တော့ကျွန်တော်တို့ဒီတိုက်တယ်ရိတ်ကြောင့်ခဏမေးထားလိုက်လို့ရည်ပြောလို့ရတယ်။အရေးကြီးတာကအဆင့်3 4 5အသင်းနေအမှတ် ကတ်မတော်ဘူးပဲအခုကအပေါ်အသင်းကိုခဏထောင်အောက်ကအသင်းနဲ့ကိုယ်ဆွဲမချဖို့ပဲကြိုးစားနေရတဲ့နေသားအဲ့တော့ဒီနေရာမှာပရီးမီးယားလီကလာမယ့်ရာသီမှာချန်ပီယံလိဝင်ဝင်၅သိန်းထိရမှာ1 2 5ကချန်ပီယံလိဝင်ဝင်ရမှာဖြစ်တဲ့အတွက်အဆင့်6ကအသင်းလောက်ကိုပဲရမှတ်တွက်မယ်ဆိုရင်ကျွန်တော်တို့ဒီအဆင့်6ကမန်စီးတီးနဲ့10မှတ်กว่าဟာတယ်10မှတ်ဆိုတာက၄ပွဲစာရှိပါတယ် ဘာကြောင့်လဲဆိုတော့အဲ့လေးပွဲလုံးကိုကဖြစ်ချင်တိုင်းဖြစ်ပြီးတော့နောက်ကလိုက်တဲ့အသင်းကလည်းနိုင်ချင်တိုင်းနိုင်တော့မှမှီမဲ့နေထားကိုကအဲ့လေးပွဲမှာအနည်းလေးနှစ်ပွဲသုံးပွဲလုံးနိုင်တာနဲ့ချန်ပီယံလိဝင်ကိုအဆင့်နည်းနဲ့တောင်ကျင်းသိရသွားနိုင်တဲ့ဒေတာရှိတယ်ဒါကတော့ဒါပိုင်းမို့လေအဲ့တော့ Brandford ရဲ့အပိုင်းပြောလိုက်အောင်အဆင့်ဆနစ်မှာရှိနေတဲ့ Brandford ကတော့32ပွဲကံပြည့်အချိန်မှာ52မှတ်ဆရာသမားတို့ကတန်းလင်းမစင်းတော့ဘူးဥရောပဝင်ကွင်းကလည်းအမှတ်ကလည်း ဝေးသလိုနီးသလိုဖြစ်နေနေတာယူပါလီကွန်ဖရင့်လေးဝင်မှုကတိတ်မကျင်းတဲ့အနေထားပေါ့လေအဲ့လိုနေထားမှာစူးစမ်းရင်စူးစမ်းတော့ဝင်ဖို့တင်ချာနီးရဖြစ်နိုင်ချေရှိတဲ့ဆိုပေမဲ့ဘရန်ဖို့ရဲ့အနေထားကလည်းတကယ်တော့အားဆိုင်ပြီးတော့အဲ့နေရာတန်းဝင်အောင်ကံမမလားဆိုတဲ့အချက်ပဲဘာကြောင့်ဆိုအဆင့်ခွန်ရှစ်မှာရှိတဲ့အသေးနဲ့ဘရန်ဖို့နဲ့ဂျာတဲ့ကနှစ်ပွဲသုံးပွဲစာလောက်ဟားချက်ဖြစ်တယ် ီးတော့လည်းအခုလာကန်မှာအမရိဖြစ်နေတဲ့အချက်သူတို့မှာတန်းစင်းစုံဖီးရမရှိတော့ဘူးအဲ့တော့ Thomas France ကဘရန်ဖိုးကဒီပွဲစဉ်မှာလူစုံထုတ်ပြီးကမ်းမယ်ဆိုတော့မှစာလောင်မှုအပြည့်ရှိပါမလားအာဆင်နဲ့ရောဒီပွဲစဉ်မှာစာလောင်မှုအပြည့်နဲ့အနိုင်ကမ်းပါမလားချန်ပီယံလိကိုအေဗာတန်သင်းတဲ့ပွဲစဉ်လိုမျိုးစိတ်ရောက်နေမှာကျွန်တော်စောင့်ကြည့်သွားမှာပေါ့လေကြံခဲ့တဲ့ပရီးမီးယားလိပွဲစဉ်31မှာတော့ကအသင်းကြီးတွေတော်တော်များတိုင်ပတ်တဲ့ချိန်မှာအာဆင်နဲ့ကတော့အဖိုးတန်တမက်ရခဲ့ရအောင်ပြောလို့ရတဲ့အထိပေါ့လေအဲ့တော့သတိထားမဲ့ပလေယာရောင်းပြောပြောလိုက်ရအောင် အဲ့တော့ Brentford အကြောင်းပြောပြီးဟိဆိုအရင်တော့ Ivan Toney ကိုဦးစားပေးပြောတာအခုသူမရှိတော့တဲ့နောက်မှာတော့ဒီ Wisa နဲ့ Ambu Moro ရဲ့တိုက်စစ်အတွဲဦးတော့တော်တော်လေးတည်ထားရမယ် Wisa တော့အထောင်တိုက်စစ်မှာစော့တယ် Ambu Moro ကတော့ညာချမ်းဝင်ကပတ်ချမ်းမှာစော့တယ်အဲ့နှစ်ယောက်တွဲပြီးစော့တဲ့အခါမှာဂိုးကို30အထိသွင်းထားတယ် ဖန်တီးမှု9ကြိမ်ရှိထားတယ်စုစုပေါင်းသွင်းကိုဖန်တီးမှု38ကြိမ်တိရှိထားလို့ပြောလို့ရတယ်အဲဆို52ကိုသွင်းပြီးတော့48ကိုပေးထားရဲ Bradford အသင်းရဲ့ဒီရသည့် Premier League မှာဆိုရင်တော့သူတို့2ယောက်ထဲနဲ့တင်ဂိုး40နီးပါးလောက်ပေါဝင်ပတ်သက်ထားလို့ပြောလို့ရတဲ့အတွက် Thomas France ရဲ့အသင်းမှာတော့တကယ်ကိုမှအသက်သွေးကြောတိုက်စစ်လို့ပြောလို့ရတယ်အဲ့နောက်ကိုထိန်းနိုင်ပြီဆိုရင်တော့ တော်မဖရန့်စ်ကအသင်းကိုဒါအဆွဲနှုတ်ပြီးသားဖြစ်သွားနေတာပေါ့လေကျွန်တော်တို့အနေနဲ့အဲ့နှက်ကိုတေးချာချာလေးခီဘီယိုနဲ့ဆာလီဘာထိမ်းမလားဒါမှမဟုတ်ဒီကစားမကြီးအနာပေးပြီးအခြားခံစစ်ဂျူရယ်ကိုထိမ်းမလားစောင့်ကြည့်သွားမှာပေါ့လေနောက်တစ်ယောက်ကတော့ကွင်းလေကခရစ်စတီယန်နော့ကတ်သူကတော့လေးကိုသွင်းပြီးနှလုံးဖန်ရတယ်တကက်ကိုမှအသက်30ကျော်ကစားသမားတူဦးဆိုရင်လေကွင်းလေမှာပံ့ပိုးမှုကောင်းကောင်းကိုလုပ်နေတဲ့ပလေယာတခါကြရရှင်ကွင်းလေကိုကွန်ထရိုးလုပ်တဲ့အပိုင်းမှာသူကတော်တော်လေးကောင်းတယ်ဒါပေမဲ့ပါတီးတို့ဂျော်ဂျီညိုတို့ဒီကန်ရိုက်တို့ပွဲထွက်လာမယ်ဆိုရင်တော့ရှတ်ဒေါင်းလုပ်လို့ရတယ် ဒါပေမဲ့အာဆင်နယ်ကဘသူတွေကိုပွဲထွက်ပြီးသုံးလာမယ်ဆိုတော့ကြည့်ရမှာပေါ့လေတေးရတခွတော့ဒီပွဲစီကိုနိုင်သည်ဖြစ်စေတေးကြသည်ဖြစ်သည်ရှုံးသည်ဖြစ်စေအရန်တော့စိတ်ထဲမှာမရှိဘူး။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ချစ်တဲ့ပြားလေးတွေဖြစ်တဲ့အတွက်ဘလို့ရလက်ပဲထွက်ထွက်ဒီအသင်းကိုတော့ကျွန်တော်တို့မြစ်တာရှိပြီးသားပဲ။အရင်တော့ကကျွန်တော်တို့ပူလောင်ခဲ့တဲ့ဘာကြဆိုတာကလည်းဒါဘွေရဒိုင်လူကြီးတွေပုံစံမကျလို့စီးဆွဲဖို့မေးသွားတာမျိုးအိုက်ဘတ်တိုနီရဲ့မချင်းမငန်းအမူအရာကြောင့်သာနည်းနည်းအမြင်မကြည့်ရခဲ့တာ။ဒါပေမဲ့ကျွန်တော်တို့2021နောက်ပိုင်းတဲ့ဟိုက Brandford ကကျွန်တော်တို့ဘက်ကတောက်လျှောက်ရက်တီပြေးခဲ့တဲ့က ာလကြီးလည်းရှိခဲ့တာဟုတ်အဲ့တော့ Thomas France ကလည်းသူရှုံးရင်ရှုံးနဲ့သူနိုင်နိုင်နဲ့အမြဲတမ်းတကယ့်ကိုမှလူကြီးလူကောင်းဆန်တဲ့စကားတွေပွဲပြီးအနောက်မှာပြောလို့ရှိရဖြစ်တဲ့အတွက်သူနဲ့ပတ်သက်ပြီးတော့ကျွန်တော်လုံးဝ appreciate ဖြစ်တယ်။အဲ့တော့ Brandfo နဲ့ရေဆိုင်တွေ့မဲ့ Arsenal ရဲ့အိမ်ကွင်းပွဲစဉ်ကရမတ်ဘန်နဘတ်တီစုဆောင်းနိုင်မယ်ကျွန်တော်စောင့်ကြည့်သွားမှာပါ။ ဒီ season လေးကိုဒီကောက်ကြီးပောင်းပြီးတဲ့ show ball လုံး online အကြုံလဲကျေးဇူးတင်ပါတယ်အမှဆုံးမယ်ဆိုတော့ Viber phone number ကို9016633936တို့ဆက်သွယ်ပြီးတော့ဝန်ဆောင်မှုအပြည့်အဝရိုက်နိုင်မှာဖြစ်လို့ဝေဖို့ငွေချက်ရှိမှဘောလုံးဘွဲတွေလောင်းပါဘောလုံးဘွဲတွေလုံးဝမလုံးတဲ့ဆိုတော့ YouTube မှာကိုထုပ်ပပေါ်ရှုရရှိပြီးကျွန်တော်အားပြုလို့ရပါတယ် Viber ခွေရှိကို sport online 9သုံးလုံးမိတူကိုကစားလို့ရနေပါပြီအဲ့လို့ဆိုတော့နောက်ဆုံးပိတ်တစ်ခုလေးပြောချင်တာက အာဆင်နယ်အသင်းအနေနဲ့ချန်ပီယံလိဒုတိယကျော်ပွဲစဉ်အတွက်လူချန်ပြီးတော့ဒီပွဲကိုအေးစစ်လေးကန်တော့မယ်လို့ကျွန်တော်ထင်တယ်ကျွန်တော်ထင်တာမမှောက်ဆိုရင်တော့အဓိကကစားသမားတော်များကိုအေဗာဒန်တင်းနဲ့ပွဲစဉ်ရလိုမျိုးအနာပေးပြီးတော့တချို့ကစားသမားတွေပွဲထွက်ခွင့်ရမယ်ထင်တယ်တေချာတခုကတော့ပရီးမီးယားလိလက်ကျန်9ပွဲမှာအာဆင်နယ်ကချန်ပီယံလိစီမီဖိုင်နယ်ဘိုလူပွဲဆိုတာတော့တိတ်စားလုံးနေမှာမဟုတ်ဘူးလို့ပဲပြောရင်းနေပဲအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ